အပူဆောင်ကာကွယ်ရေးဘတ်ဂျက်ဒေါ်လာ40ဘီလီယံဘိုးလောက်ထိတိုးမြှင့်သုံးဆွဲနိုင်ဖို့ထိုင်ဝမ်အစိုးရကကြိုးစားနေကြောင်းသိရပါတယ်။တရုတ်နိုင်ငံရဲ့ချင်းချောက်မှုတွေပုံမကြီးထွားလာနေတဲ့အခြေအနေမှာထိုင်ဝမ်ဟာကုကုကုကာကွယ်နိုင်စွမ်းကိုတတိယရောက်အမြင့်တင်ဖို့ပိုပြီးအရေးတကြီးလိုအပ်လာနေတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချန်ဒေးကနိုဝင်ဘာလ26ရက်နေ့မှာပြောကြားခဲ့တာပါ။တရုတ်ဟာထိုင်ဝမ်ကိုပိုင်နက်နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်အင်အားသုံးတိုက်ခိုက်သင်းယူမယ်လို့ပါချင်းချောက်ထားပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကတော့ ဒီချလွတ်လပ်တဲ့ရည်တည်မှုကိုပဲလိုလားနေတာပါလွန်ခဲ့တဲ့9နှစ်တာအတွင်းတရုတ်အစိုးရဟာထိုင်ဝမ်ဆိုတာတရုတ်ရဲ့ပိုင်နက်ဖြစ်ကြောင်းဝါရဖြန့်ပုံဖော်တဲ့အားထုတ်မှုတွေကိုပိုပြီးအချိန်မြင့်လာတဲ့အပြင်စစ်ရေးအရာလဲချင်းချောက်မှုဆန်တဲ့ဖိအားပေးမှုတွေကိုချက်ထွန်လာခဲ့ပါတယ်တစ်ဖက်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထိုင်ဝမ်အနေနဲ့ကိုကိုကိုကာကွယ်ဖို့အတွက်စရိတ်စကားပုံမမြင့်တဲ့အသုံးပြုတဲ့အကြောင်းတိုက်တွန်းတောင်းဆိုလာခဲ့ပါတယ်ဩဂတ်လမှာတော့လိုင်က သူနိုင်ငံရဲ့အနှစ်စဉ် GDP ထဲက900ခန့်နှုန်းထိအချိုးအဆောက်ကိုကာကွယ်ရေးအတွက်အသုံးပြုဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့မှုပါတယ်။လိုင်ဟာလာမယ့်နှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ဒေါ်လာဘီလီယံ30ကျော်ကိုအသုံးပြုခွင့်ရဖို့အတွက်လွှတ်တော်ကိုတင်ပြထားပြီဖြစ်ပါတယ်။ဒါဟာနိုင်ငံရဲ့ GDP ပမာဏ3.3%ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာမိတ်ဆက်ကြေညာခဲ့တဲ့အပေါ်ဆောင်ကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ40ဘီလီယံကတော့ လာမယ့်နှစ်တွေအတွင်းနှစ်အလိုက်ကာကွယ်ရေးအသုံးစီတွေအပြင်လိုအပ်တဲ့အပိုင်းတွေမှာဖြစ်တင်းသုံးဆွဲဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။တမိုင်းချောင်းကိုပြန်ကြည့်ရင်တော့ဂျူးကျော်စစ်တွေရဲ့နောက်ဆုံးအနှစ်ချုပ်ရည်ရွယ်ချက်ကတော့ဂျူးကျော်ခံရတဲ့နိုင်ငံကိုကျွံပြုတ်ဖို့တာဖြစ်တယ်လို့အလိုင်းကပြောပါတယ်။ထိုင်ဝမ်ဟာအမျိုးသားလုံခြုံရေးကဏ္ဍနဲ့ပတ်သက်ရင်နည်းနည်းလေးမှပိုလျော့လိုက်လို့မရဘူးလို့လည်းသူကဆိုပါတယ်။အချုပ်ချာအာဏာခိုင်မာရေးလွတ်လပ်မှုနဲ့ဒီမိုကရေစီတွေဆိုတာက နိုင်ငံရဲ့လုံးဝအထိခိုက်မခံနိုင်တဲ့အခြေခံစံတန်မိုးတွေဖြစ်တယ်လို့လည်းလိုင်ကပြောကြားခဲ့ပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ရဲ့လက်ရှိသမ္မတတသက်ပေါင်းပထမဆုံးအကြိမ်ဖြစ်ထိုင်ဝမ်ကိုဆက်လက်နက်တွေရောင်းချဖို့သဘောတူညီခဲ့ပြီးသတင်းပတ်တချို့အကြောင်းမှာလိုင်ကအပိုဆောင်ကာကွယ်ရေးစရိတ်သတ်မှတ်မဲ့ကိစ္စကိုကြေညာခဲ့တာပါ။နိုဝင်ဘာလဆန်းတုန်းကထရမ့်ရဲ့အစိုးရဟာဒေါ်လာတန်330ဘူဆက်လက်နက်ပစ္စည်းအစိတ်အပိုင်းတွေထိုင်ဝမ်စီရောင်းချဖို့ခွင့်ပြုပေးခဲ့ပါတယ်။ လိုင်ကထန်းဝမ်ဟာတီဒုံးလို့နာမည်ပေးထပ်ပြီးအလော်အစစ်စစ်နဲ့ခုခံနိုင်မဲ့လေချောင်းကာကိုရဲ့စနစ်တစ်ခုကိုအကောင့်ထဲဖော်နိုင်ရေးအားထုတ်မှုတွေကိုလည်းအချိန်အဟောမြင့်တန်သွားမယ်လို့ဆိုပါတယ်။သူပေးချင်တဲ့သတင်းစကားကယူရှင်ကြောင့်ထန်းဝမ်ဟာငင်းချရင်နဲ့တည်ငြိမ်မှုကိုအလေးထားအားစိုက်သွားမှာဖြစ်ကြောင်းတစ်ဖက်မှာလည်းနိုင်ငံရဲ့အနာဂတ်ကိုကာကွယ်ဆောက်ရှောက်ဖို့စစ်ထက်တန်ပြင်းပြမှုမှာထိုင်ဝမ်ကိုကမ္ဘာပေါ်မှာရှိသမျှတခြားဘယ်နိုင်ငံမှမမိနိုင်ကြောင်းလိုင်ကပြောကြားသွားပါရှင်။